င်းထညာပြုတ်ရင်နဲ့ယာသည်ဆုံဝအာရှနိုင်ငံတော်တော်များများကအမျိုးသမီးတွေဟာယာသည်ဆုံဝနဲ့ပတ်သက်ပြီးတခုခုဖြစ်ရင်ဂျင်းပြုတ်ရည်လေးဂျင်းထညာရည်လေးမိဝတ်တက်ကြပါတယ်အများစုကယာတီသွေးစင်များလို့ယာတီမမှန်လို့ကြိုက်ခဲလို့တောက်ကြတာဖြစ်ပါတယ်။ဂျီတညာပြုတ်ရင်လည်းယာတီဆက်ဝန်ဘလိုမျိုးဆက်ဆက်နေတယ်လဲဆိုတာကို စေတညာရှုတော့ကနေရှင်းပြသွားမှာဖြစ်ပါတယ်။ဂျင်း ရှားသေးလားကျင်ကြိုက်ခဲတာကိုတတ်တာစေတယ်ကျင်းမှာကျင်းကြရောလို့ခေါ်တဲ့ရောင်ရမ်းမှုတွေကိုတက်တာစေတဲ့ drop bomb ပါရှိပါတယ်။လိလာချက်တွေအရာကျင်းကရာသီလချိန်မှာဖြစ်တတ်တဲ့တာမန်ကြိုက်ခင်တာကျင်းမှုတွေကိုတက်တာစေရလို့ဆိုပါတယ်။တာမန်ကြိုက်ခင်တာကျင်းမှုဆိုတာကမိရဲ့ယောဂတွေကြောင့်မဟုတ်တဲ့ကြိုက်ခဲမှုတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒင်းကအပူပြပြပေးလိုက်ရင် အာနိသင်နေသွားတာကြောင့်အစိမ့်စားနိုင်ရင်ပိုကောင်းပါတယ်။ဒီလိုကြိုက်ခင်တဲ့ဂျင်မှုတွေကိုတတစေတာက အကြိုက်ခဲပြောက်ဆွေးကိုခဏခဏမတော့ချင်တဲ့မေဟုသမီးရဲ့တွာပိုတင်တော်ပါတယ်။အာတီသွေးဆင်းများတာကိုတတစေတယ်။လီလာချစ်တဲ့အရာရာသီလာချိန်မှာဂျင်းမီဝဲပေးတာကယောဂကြောင့်မဟုတ်တဲ့ရာသီသွေးဆင်းများတာကိုတတ်တတ်စေတယ်လို့ဆိုပါတယ် ယောဂကြောင့်ဆိုရင်တော့ယောဂအခန်းကိုကုသမှပဲတတမှဖြစ်ပါတယ်။ထဉ္ညာတရားနဲ့ယောဂအတွက်အထောက်အကူဖြစ်စေပါတယ်။ထဉ္ညာမှာတန်တန်းကြွယ်ဝစွာပါဝင်ပါတယ်။ထဉ္ညာစပွဲတည်စုံတစုံမှာတန်တန်းနှစ်တသမနှစ်ဂရမ်ပါဝင်ပါတယ်။သိပ်များတဲ့ပမာဏမဟုတ်ပေမဲ့သွေးစင်းချိန်တန်တက်ဆုံးရှုံးတာကိုတော့အထိုက်အလျောက်ပြန်ဖြစ်ပေးနိုင်ပါတယ်။ အစာကြေစေပြီးဝမ်းချုပ်တာကိုတတ်တာစေပါတယ်။ရာသီလအချိန်မှာအမျိုးသမီးတွေအနေနဲ့လေပွပြီးအစာမကြေတာဝမ်းချုပ်တာဝမ်းပြတ်တာပဲခံစားရတတ်ပါတယ်။လိလာချက်တွေအရာထန်းလျက်ကအစာကြေစေပြီးဝမ်းချုပ်တာကိုတတ်တာစေပါတယ်။ရာသီအကျိုးလက္ခဏာတွေကိုတတ်တာစေပါတယ်။လိလာချက်မျိုးများဆဆမရှိပေမဲ့တချို့စာရုံးတွေမှာထန်လျက်ကယာတိအကျိုးလက္ခဏာတွေကိုတတ်တာစေရလို့ဆိုပါတယ်။ ဂျင်းနဲ့ထညက်စားတဲ့အခါဘာတွေသတိထားရမလဲဂျင်းရောထညက်ရောကကျမကြီးအတွက်ကောင်းတယ်ယာဒီလာတဲ့အချိန်ဖြစ်တတ်တဲ့ဝေဒနာတွေအတွက်အကျိုးရှိရဆိုပေမဲ့အလွန်အကျွံစားတာဂျင်းညက်ပြုတ်ရီကို အလွန်အကျွံတောက်တာမျိုးမလုပ်သင့်ပါဘူးတရားနဲ့တရားခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ယောဂအခန်းတွေကမတူတဲ့အတွက်ဘလောက်ပမာဏကအလွန်အကျွံဆိုတာပြောရခက်ပါတယ် ဒါကြောင့်ကို့အတိညာနဲ့ကိုချင့်ချင်ပြီးစားပါချင်းကမြမြစားရင်ရင်ပူတာဝမ်းလျှော့တာတွေဖြစ်တတ်ပါတယ်။တွေးချက်စီတဲ့အာနိသင်ရှိတာကြောင့်တွေးထွက်လွယ်သူတွေတွေးချက်စီတောက်နေရသူတွေအနေနဲ့လျှော့ပြီးစားတတ်ပါတယ်။ဟင်းကျက်တဲ့ပါရဲပမာဏလောက်ကပြည့်တနာမဟုတ်ပေမဲ့ချင်းမဲ့တိတက်စားရမယ်ဆိုရင်တတိထားပါမယ်။ ထညက်ကလည်းတရားဓာတ်တွေပါဝင်တာကြောင့်မြန်မြဆမယ်ဆိုရင်အဝလွန်နာသူ့ရဲ့နောက်ဆက်တွေနှလုံးယောဂါစီးကျူယောဂါတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်တစ်တစ်နဲ့ပမာဏပဲစသစ်ပါတယ်။တစ်ခုချင်းပဲစစားချင်းထညက်ပြောရည်အနေနဲ့ပဲတောက်တော့ဒီအချက်တွေကိုသတိထားဖို့လိုပါတယ်။အနည်းဆုံးအနေနဲ့ပြောရမယ်ဆိုရင်ရာသီလအချိန်မှာဂျင်းထညက်ပြုတ်ရီတောက်တောက်ဂျင်းမဲဆာဆာထညက်ပဲဆာဆာဆားလို့ရပါတယ် ရာဒီလာချင်းအကိုက်ခဲတတစီတာသွေးစင်းများတာကိုတတစီတာတန်တက်ပြေဝစီတာစတဲ့ကောင်းကျိုးတွေရှိပါတယ်။တန်စေးလွန်ပေးတစ်တရုံလောက်သာမိဝဲဖို့အကြံပြုချင်ပါတယ်။ကျမရဲ့ပဟုတုတာတွေအမြဲတစ်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လေးလုပ်ထား